မင်္ဂလာပါရှင်နိုင်ငံရေးမှာမတွေ့ရကြဘူးเนาะဆိုတော့ပထမဆုံးစပြီးတော့ကျွန်တော်တို့ဒီဟိုအနေဒီကဘယ်ရောက်သွားပြီလဲပေါ့အဲ့ဒါလေးစပြောပြပါလား။အော်ကျမတို့ NLD ပါတီဆိုတဲ့ဟာကတော့အခုဒီပေါ့เนาะနိုင်ငံရေးဥပဒေပုံမှန်အရာပေါ့နော်နိုင်ငံရေးပါတီများဥပဒေပုံမှန်အရာကျမတို့မှတ်ပုံမတင်နိုင်ခဲ့တဲ့အတွက်နိုင်ငံရေး NLD ပါတီဟာတခန့်ရက်သွားပြီလို့ကျမကပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ တီအနေနဲ့ကတော့ဒါဥပဒေကြောင်းရမရှိတော့ပါဘူးလို့ကျွန်မပြောချင်တယ်ကျွန်တော် NLD party မရှိတော့ဆိုတော့နောက်ထပ် NLD party လိုမျိုးပေါ်လာနိုင်သေးလားအော်ကျမတို့အခုအချိန်ဒီမှာတော့စူးစမ်းတာဘာမှမရှိပါဘူးဆိုလေဒါကကျွန်တော်အစားပြောခဲ့သလိုပါပဲ မဆန်နာမင်းအနေနဲ့နိုင်ငံရေးမှာမတွေ့ရဘူးဆိုတော့အခုဒီကဒီဖိုရန်ကြီးမှာလာတွေ့လိုက်ရဆိုတော့နော်ဒီဖိုရန်ကိုဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လာတာလဲဆိုတော့လေအဲ့ဒါလေးဖြောပြပါအာကျမတို့ပေါ့နော်ကျမကိုအောင်မင်းနဲ့လည်းကျမအင်တာဗျူးလုပ်ထားဘူးတာမျိုးရှိတယ်ကျမတို့ပါတီမရှိတော့ဘူးဆိုပေမဲ့ကျမတို့ကနိုင်ငံရေးသမားဖြစ်တယ်ကျမကိုကိုကိုလည်းကျမနိုင်ငံရေးသမားလို့ခံယူရဒါဆိုရင်နိုင်ငံရေးသမားဆိုတာကဟာလာပါတီတစ်ခုရဲ့လှုပ်ဆောင်ဖို့မဟုတ်ဘူးကျမတို့တိုင်းပြည်အတွက်ကိုကြာရခံနာနေပြီးတော့ဆောင်ရွက်ရမယ်ဆောင်ရွက်ခြင်းနဲ့ဆန္ဒလည်းကျမကိုမှရှိတယ်ဒါကြောင့်မလို့လေကျမ တို့ကိုအခုဒီပြီဆိုရန်ကိုဖိတ်ပေါ့နော်ဟိုကျမတို့ကိုတက်မလားလို့ဖိတ်စာပို့လာတဲ့အခါမှာကျမတို့ကတက်ရပြီးတော့ပူပေါင်းဆောင်ရွက်ပါမယ်လို့ကျမတို့ဘုတ်တကြီးကိုအဖြေပေးခဲ့ပါတယ်ဒါကြောင့်မလို့လေကျမဒီပေါ့နော်ဒီပြီဆိုရန်ကိုတက်ခဲ့တာဘာဖြစ်လို့လဲဆိုတော့ဒီပြီဆိုရန်ကိုဟိုတက်မှသာနင်းကျမတို့ပြောချင်တဲ့ခန္ဓာတွေဟလာအတိုင်ဟိုတနိုင်ငံလုံးရဲ့ကိစ္စတွေအားလုံးပေါ့နော်နောက်တစ်ခုအခုကျမမကြခင်မှာလက်စပီကာဖြစ်နေကျမဆွေးနွေးမယ်ဒီဟာမှာဆိုလို့ရှိရင်ဒါ post election ပေါ့ post election မှာနိုင်ငံကိုဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲဆိုတဲ့ခန္ဓာတွေပေါ့ ေါ့ဒီလိုကဏ္ဍတွေကိုကျွန်မထဲထဲဝင်ဝင်ဆွေးနွေးလို့ရတယ်ပြည်သူသိအောင်လည်းခြားပြလို့ရတယ်နောက်ပြီးတော့ဟိုဒီမှာတက်ရောက်လာတဲ့ပေါ့နော်တိုင်းရင်းသားကဏ္ဍအလှတီးတီးမှာပါတဲ့လူတွေအားလုံးကိုလည်းသိအောင်ခြားပြလို့ရတယ်အဲ့တော့ကျွန်မကဘာကြောင့်တက်လာတာလဲလို့ပြောချင်ကျွန်မတို့ကနိုင်ငံရေးသမားဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ခံယူချက်တွေတိုင်းပြည်အတွက်ကိုကောင်းအောင်လုပ်စေခြင်းတဲ့စံဓာတ်တွေအားလုံးကိုဒီလိုနေရာမှာပြောရတယ်ဆိုတဲ့ဟာကဘလောက်ဂုဏ်ယူစရာရှိလဲဒီလိုနေရာကိုဖိတ်ခေါ်လို့မတက်ဘူးဆိုရင်ကျွန်မကလက်ဖေးဆိုင်မှာပဲစကားပြောရမှာမျိုးဖြစ်နေတယ်ဒါကထိရောက်သလားမထိရောက်ပါဘူးဒီလိုကဏ္ဍမှာဆိုလို့ ရှိရင်ဒီဟာတွေကိုကျမတို့ဆွေးနွေးတယ်ညှိနှိုင်းတယ်ဆိုတော့ဟာတွေအားလုံးကိုတက်ဆိုင်ရကလူကြီးတွေအားလုံးကနားထောင်ပေးတယ်ပြန်ပြီးတော့အဖြေတွေပေးတယ်နောက် action ယူပြီးဆောင်ရွက်ပေးတယ်ဒါကဝမ်းသာစရာပေါ့နော်ဒါကြောင့်မို့လို့ကျမတို့အနေနဲ့ဒီ peace program ကိုယုံကြည်ချက်အပြည့်အဝနဲ့ကျမတက်လာတာဖြစ်တယ်နေနေဒါကိုကျွန်တော်ငင်းငယ်ပဲလေးနည်းနည်းမေးကြအောင်ငင်းငယ်ကြီးကကျွန်တော်တို့အခုဒါပြောရရင်မဆနာမင်းတို့အနေဒီအနာရခဲ့စရာနဲ့အခုနေရတော့တော်တော်လေးကွာခြားတယ်ဗျာနော်အဲ့တော့ ်မြင်နေရပြီလားငင်းငယ်ရေးအရင်လိုပုံစံမျိုးပြန်မြင်ရတော့မလားအာငင်းငယ်ရေးဆိုတဲ့ဟာကခုနအခုကျမတို့ဒီနေ့ဆွေးနွေးရတဲ့အချက်ဆိုလို့ရှိရင်အာ election ပေါ့နော် election မှာဘာတွေအရေးကြီးတယ်လဲ election လုပ်ဖို့ဘာတွေလဲပြီးတော့ post election ပေါ့နော်အဲ့တော့ဒီအဲဒါကြောင့်မလို့ကျမတို့က post election မျိုးဖြစ်လာဖို့ဟာလာငင်းငယ်ရေးတွေဆက်လက်ပြီးဖြစ်လာဖို့ဆိုတာ election ဆိုတာလည်းအရေးကြီးတဲ့တစိမ့်တစ်ပိုင်းဖြစ်တယ်ဆိုတာမျိုးကျမတို့ထည့်ပြီးတော့ဆွေးနွေးမယ်အဲ့တော့ကျမတို့ငင်းငယ်ရေးကိုမြင်ရမြင်ကျင်လားဆိုတာမနေ့ကလည်း expertise ဆွေးနွေးသွားတာရှိတယ်ကျမတို့က ဘာတိအောင်ကျမတို့နိုင်ငံရဲ့အဖြစ်အပျက်တွေကိုကျမတို့ပြောပြပေးရမယ်။ဒါကြောင့်လေကျမကဟလာ2023ခုနှစ်မှာကိုယ့်ရဲ့ငွေနဲ့ပဲအကုန်ကျခံပြီးကျမတို့ဂျပန်နိုင်ငံထွက်တယ်။ဂျပန်မှာကျမတို့တိုင်းပြည်ရဲ့အခြေအနေအဖြစ်အပျက်တွေအားလုံးကိုကျမတို့ပြောပြတယ်။ဒါကကျမတို့ third party အနေနဲ့ကျမဆောင်ရွက်တာပေါ့နော်။နိုင်ငံတော်ကခိုင်းလို့ဆောင်ရွက်တာမဟုတ်ဘူး။နိုင်ငံသားတယောက်အနေနဲ့ကျမဆောင်ရွက်တာတာဝန်ရှိတယ်လို့အခံယူပြီးကျမဆောင်ရွက်တာဖြစ်တယ်။အဲ့တော့အဲ့ဒီလိုမျိုးတွေပေါ့နော်ဟိုဟိုနိုင်ငံဟိုတခြားနိုင်ငံတကယ်တမ်းကျမအဲ့လိုမျိုးသွားကြည့်လိုက်တဲ့အခါကျတော့ဟိုဂျပန် ုင်ငံကဘာမှမသိဘူးဟိုသူတို့နဲ့ထိတွေ့နေရတဲ့လူတွေရဲ့ပြောစကားကိုပဲနားယောင်နေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့ခါကျတော့ကျမတို့ကကဘာသိအောင်ကိုတည်တည်ချာချာပြောနိုင်ရမယ်နောက်ပြီးတော့ဟလာဟိုပေါ့နော်ဟိုကျမတို့နိုင်ငံပံပိုးသည့်ဖြစ်စေမပံပိုးသည့်ဖြစ်စေဟလာနိုင်ငံသားတယောက်အနေနဲ့တာဝန်ရှိတယ်လို့ခံယူရင်နိုင်ငံသားတိုင်းပြည်တွေအထိဖတ်ပြီးတော့ကျမတို့ဆောင်ရွက်ပေးရမယ်ကိုယ်နိုင်ငံအခြေအနေစိုးနေတာပေါ့နော်ဒါကြောင့်ကျမတို့ဆောင်ရွက်ပေးရမယ်အဲ့ဒီလိုမျိုးတွေဆောင်ရွက်ပေးခြင်းဒီလေတစိ့တစ်ပိုင်းအောင်မြင်မှုရနိုင်ညီညာရေးဆိုတာဖြစ်လာနိုင်တယ်အဲဒီလို မျိုးတည်နာမှလည်းကဘာကလည်းကျမတို့အခက်ခဲကိုကူညီဆောင်ရွက်ပေးမှမျိုးဖြစ်တယ်နောက်တစ်ခုကခုနလိုမျိုးပေါ့နော် election ဒီ election မှာဒီ election ဘလောက်ဟလာမျှတာတဲ့ election ဖြစ်တယ်လေဟလာဩခုနဟိုဟိုပေါ့နော်ဟိုဟိုတက်ချုပ်ကြီးကြီးပြောကြားထားတဲ့အတိုင်းပဲ free and fair ဖြစ်သလားတကယ်ကိုပဲလူထုကကျေနပ်မှုရှိသလားဒီလို election တွေဖြစ်လာတယ်ဆိုရင်လေညီညာရေးဆိုတဲ့ဟာကလည်းတစ်စိတ်တစ်ပိုင်းဖြစ်လာမယ်ခုနကိုယ်စလေတူးဆွေးနွေးသွားသလိုပဲဒီလိုမျိုး hotel ကြီးမှာဒီ forum ကြီးထဲမှာလူ200လောက်ပဲဆွေးနွေးလို့ကအဲ့တော့အရန်ကြီးမထိရောက်ဘူးအဲ့တော့ဟလာ နေပဲအသီးသီးခန္ဓာအသီးသီးအထူးသဖြင့်ပေါ့နော်ကျွန်တော်တိုင်းပြည်တစ်ခုလုံးမှာဟလာဟိုအုပ်စုတွေခွဲပြီးတော့ပေါ့နော်ဒါတွေကိုလည်းလိုက်ပြီးတော့ဆွေးနွေးနိုင်နေဆိုရင်အကျွန်တော်ပို့ထိအောင်မယ်လို့ကျွန်မမြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါပေမဲ့ဒါကတော့ဟိုပါပေါ့နော်နည်းနည်းတော့ risk ယူရမယ်ဟလာ BN ရဲ့ကိစ္စတွေကိုတော့အလုံးကြိုးရေးအတွက်ကိုတော့ကျွန်တော်နည်းနည်းတော့ risk ယူပေးရမယ်သို့တော်လည်းအဲ့ဒါကိုကြောက်နေလို့တော့မရဘူးကျွန်တော်ဆက်လက်ပြီးတော့ဟလာဒီငင်းငင်းရေးရွေးကောက်ပွဲဆိုတော့ဘာကြောင့်ဖြစ်တဲ့နေခုနဟိုဘုံကြီးရပြီပြောပြပြောသွားတဲ့အချက်တွေဆိုရင်အရန်ကောင်းတယ်ဒီလိုအချက်တွေကို ြည်သူကိုကျမတို့က people to people ပေါ့နော်အဲ့ဒါကိုအားဟိုတကယ်ကိုပဲအောက်မှာဖြာခင်းပြီးဆွေးနွေးနိုင်တဲ့အထိလုပ်ပေးနိုင်တယ်ဆိုရင်တော့ကျမတို့ညီညာရေးဒီတစိ့တစ်ပိုင်းအောင်မြင်နိုင်မှာပဲဒီကောက်ပွဲကလုံးဖို့ကတော့90ရာနှုန်းတည်ကြနေပြီပေါ့နော်ဘယ်လိုဖြစ်လာနိုင်လဲ ဘယ်လိုမျိုးဖြစ်ဘယ်လိုပုံစံမျိုးဖြစ်လာနိုင်လဲအခုနရွေးကောက်ပွဲကတော့ခုနပြောသွားတာ50နဲ့ဟိုငါပါတီ50ကျော်ပေါ့နော်အဲ့ဒီ50ကျော်ကိုတကယ်ကိုပဲဟိုကောင်းကောင်းဟိုတကယ်ကိုပဲပေါ့နော်ညီညွတ်မျှတစွာဆွေးဟိုဟိုဟိုပါဝင်ရှင်းပြိုင်တိုင်းနဲ့ဆိုရင်တော့တကယ်ကိုမှန်ကန်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာနိုင်တယ်လို့ကျွန်မမြင်တယ်သို့တော်လည်းခုနတင်ပြသွားတဲ့အဲပေါ့နော်ဟိုပြည်သူ့လွတ်တော်ကဏ္ဍမှာတော့ကျွန်မမြင်တာကတော့ဟုတ်တယ်သူရဲကောင်းရွေးရတယ်လို့ပဲခက်ခဲတဲ့ဟာမျိုးဖြစ်လာနိုင်တယ်အလူတွေနေနေကြောက်မယ်ဘလောက်ပဲ close site လို့ပဲပြောပြောပေါ့နော်ဒီဟာကဒီမျိုးနယ်ကိုလုံးမဲ့ကိုယ်စားလှယ်ကဘသူလဲဆိုတာပြောဖို့ပြောရမယ်ပါတီကိုပြောပါတီကိုမဲပေးတာတော့မှန်တယ်ဒါပေမဲ့ငါတို့ကိုယ်စားလှယ်ကဘသူလဲဆိုတာကပြည်သူ့လွှတ်တော်ကသိဖို့သိရမယ်မဟုတ်ဆိုတော့ဒီမျိုးနယ်မှာတူတယ်ပဲဒါကိုယ်စားလှယ်ရမယ်ကိစ္စလေဒါကြောင့်မလို့ဒီကိုယ်စားလှယ်အတွက်လုံခြုံရေးတအားအရေးကြီးတယ်လို့ကျွန်မပြောချင်တယ်အဲ့ဒီဟိုနာဟိုပီယာစနစ်မှာသွားမဲ့မျိုးနယ်တွေကတော့ဟိုသူကတော့ဒီ close type ဖြစ်တယ်အာဒီကိုယ်စားလှယ်နာမည်ကိုမရွေးထားဘူးဆိုတော့နည်းနည်းသူကဟိုအမြဲကင်းတယ်လို့ဆိုနိုင် နေမဲ့ခုနပြည်သူလွတ်တော်ကိစ္စကတော့အရေးကြီးတယ်ပေါ့နော်ခုနဗိုလ်ချုပ်ကြီးရာပြေပြောသားသူပဲဟာလာပြည်သူလွတ်တော်ကတော့ဒီလိုမျိုး FPTV နဲ့ပဲလုံနိုင်လုံတင်တယ်ဆိုလို့ရှိရင်ကျမတို့သူ့အတွက်တော့လုံလုံရင်ကောင်းကောင်းပေးပါဆိုတာမျိုးကျမဒီနေရာနေပြီးတော့တင်ပြချင်ပါတယ်ဒါကြောင့်မို့လို့ရွေးကောက်ပွဲကတော့အောင်မြင်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာမယ်ဒါပေမဲ့ဟိုအထိုက်လျောက်ထိခိုက်တာတွေလည်းရှိလာနိုင်တယ်လို့ကျမမြင်ပါတယ်အော်ယူကောက်ပွဲကိုလေဖျက်လို့ပြည်စည်းလှုပ်ချင်တဲ့အုပ်စုတွေလည်းရှိရပါတော့နော်သူတို့ကိုဘယ်လိုသတင်းစကားမျိုးပြောကြလဲပေးကြလဲဟုတ်ဘယ်လို ဲဖြစ်ဖြစ်ပေါ့နော်အခုကျမဒီ forum ကြီးကိုတက်လာတော့ကျမပုံမြင်ရပါတယ်တိုင်းနဲ့ပြည်နယ်အလိုက်ပါတီတွေအလိုက်ပေါ့နော်ဟိုဖြစ်လို့ဖြစ်စီတစ်ဖက်ကဘလောက်ပဲလုံနေလုံနေတစ်ဖက်ကလည်းရွေးကောက်ပွဲကိုဖြစ်စေခြင်းနဲ့ဟလာအရသာအစိုးရတက်ကိုဖြစ်စေခြင်းနဲ့ကိုယ်နယ်မြေကိုကိုယ်အုပ်ချုပ်ရတော့ကိုယ်နယ်မြေကိုကိုယ်ဟလာ federal စနစ်နဲ့ဟလာတွားနိုင်တော့အခြေအနေတွေကိုဖြစ်ပေါ်လာမယ့်အခွင့်အလမ်းတွေကိုရရှိမယ်ဆိုတာကိုမြင်တာဖြစ်တဲ့အတွက်ဘလောက်ပဲအနောက်ရှက်တွေတစ်ဖက်ကနေပြီးတော့လှုပ်လှုပ်ပေါ့နော်တကယ်ကိုပဲဟိုအင်းတိုင်းအားတိုင်းနဲ့ရွေးကောက်ပွဲဖြစ်စေခြင်းနဲ့လူတွေကလည်းတစ်ဖက်မှာအများကြီး ရှိနေတယ်ဆိုတာမျိုးကိုကျွန်မတွေ့ရတယ်။ဒါတွေကိုတိုင်းပြည်ရဲ့ပြင်ပမှာရှိနေတဲ့လူတွေကမမြင်နိုင်ပါဘူး။ဟလာသူတို့တွေအနေနဲ့ထားပါတော့ Facebook လောက်မှာတင်ပြတာလောက်ကိုပဲမြင်နိုင်မယ်။အင်တာဗျူးတွေပြောတဲ့လောက်ကိုပဲမြင်နိုင်မယ်။ဒါလေးနဲ့ဟလာဓာတ်ပုံလေးနည်းနည်းပါးပါးလေးပုံလေးကိုကြည့်ပြီးတော့ပဲသုံးသပ်လို့မရဘူး။တကယ်တမ်းဒီဘက်မှာအင်တဲ့အားနဲ့ဒုနဲ့ရှိနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်မမျက်မြင်ကိုတွေ့ပဲအခုတွေ့လိုက်ရတယ်။ဒါကြောင့်လဲကျွန်မဒီပေါ့နော် forum ကိုတက်လာတာအကျိုးကျေးဇူးရှိတယ်။ ဆိုတော့နိုင်ငံတကာကိုရောက်သွားတဲ့ NLD တွေကိုဘာပြောကျင်လဲပြန်လာစီကျင်လားဘာပြောကျင်လဲဒါကတော့ဟိုပါပေါ့နော်အခုဖြစ်သွားတဲ့ကိစ္စတွေအားလုံးကိုကျမတို့သင်ခန်းစာယူစီကျင်တယ်အဲ့တော့တကယ်တမ်းဘလောက်ပဲဟို conflict တွေဖြစ်နေဖြစ်နေဟိုတကယ်တမ်းနောက်ဆုံးမှာတော့ကျမတို့ဒါလောက်နဲ့ပဲဆုံးအဆုံးသတ်ရပါတယ်ဆိုတာကိုတော့ဒီလိုမျိုးထွက်သွားတဲ့တကယ်ချင်းတွေကိုပြောချင်ပါတယ်သူတို့ရောပြန်လာစီကျင်လား ဒါကတော့သူတို့သဘောပါပဲဆိုဘာပြောစရာရှိသေးတယ်ကျွန်တော်မမေ့နိုင်ဘူးအော်ပြောစရာတော့မရှိပါဘူးဘလို့ပဲဖြစ်ဖြစ်ကျွန်မစိတ်ရင်းအမှန်နဲ့ပြောရရင်ကျွန်တော်တို့ရွေးကောက်ပွဲကိုဖြစ်စေခြင်းနဲ့ပြည်သူတွေကအမှန်တကယ်ရွေးချယ်ပေးလိုက်တဲ့ကိုယ်စားလှယ်တွေလည်းလွှတ်တော်ရဲကိုရောက်စေခြင်းနဲ့ဒီလွှတ်တော်ရဲဒီရောက်သွားတဲ့လွှတ်တော်တွေလွှတ်တော်ကိုယ်စားလှယ်တွေကလည်းဟလာနိုင်ငံရေးကိုလှုပ်ရှားတဲ့လွှတ်တော်ကိုယ်စားလှယ်